မုစနေယူခန်နင်းပြောတယ်အခုဟောမုံရွာမြို့နယ်တဲမှာအလုံးဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီမြို့လေးမှာဗုဒ္ဓဘာသာမိသားစုတစုသမီးလေးကြောင်းထားပေးတယ်မုစနေနဲ့ကြောင်းတက်တာဟုတ်ကြောင်းမှာလူငယ်တဘာဝကြိုက်ကြအောင်အဲ့ဒါဗုဒ္ဓဘာသာတွေကငယ်ငယ်တည်းပြောမှာမုစနေဆိုရင်ဒီလိုရှိတဲ့အတွက်မကြိုက်သင့်ဘူးရင်းနေနေမနေရဘူးတခါတည်းပြောရမှာမပြောဘူးမိဘတွေကတကယ်ကြိုက်သွားပြီဆိုကံမှာအသိအတန်ခွဲတယ်တို့မျက်နှာအိုမဲမတော့ပါနဲ့အဲ့ကြမှာ အဲ့လိုခွဲတော့ဟိုကဘယ်သူမှပြောမရဘူးသမီးကကော့ဆိုပါသွားအောင်အဲ့ဒါဘာသာရေးအသီးရောရှိလို့လားမရှိတော့ဘာသာရေးအသီးမရှိဘူးနော် မရှိဘူးခလေးတွေကိုသင်ပေးမလားတော့ခလေးတွေကဒါခွဲချောင်းဝေဖန်နိုင်မှုမရှိဘူးကြိုက်တာနဲ့မုစနဲ့နဲ့ပြောကောင်းတယ်လေနင်လည်းနင့်ဘာသာကိုကွယ်တဲ့ငါလည်းငါဘာသာကိုကွယ်မယ်တဲ့အဲ့လိုပြောပြီးတော့ယူခိုင်းတယ်အဲ့တော့အမလေးဒါလွတ်လပ်တာပဲငါမှသူ့နောက်ပါသွားလဲပဲကိုဘာသာကိုကိုကိုွယ်လို့ရတာပဲအဲ့ဒါပါဇက်ပြောပဲမိဘအခြေအနေပေါ်လဲမူတည်တယ် အဲ့ဒီလိုပါသွားတော့ဗုဒ္ဓဘာသာမိဘတွေကဘာလုပ်လဲအမျိုးဖြစ်မှ အမွေပြတ်အိမ်ပြန်မလာနဲ့ဟောအဲ့ဒါမုစနေကပိုကြိုက်အိမ်မပြန်နဲ့ဆိုရင်ပြန်တော့မရတော့ဆိုသူ့လက်ခုပ်ထဲကရေးဖြစ်ပြီလေနင်းအခုငါဘာသာတဲ့ဝင်မယ်မဝင်နဲ့ဟိုကပြန်လို့မရတော့ဘူးအဲ့တော့ဗုဒ္ဓဘာသာတွေဟာအဲ့လိုတမိကမှားမိရင်တော့မှအမြဲတမ်းဘာလုပ်ထားတကားဖွင့်ထားအမြဲတမ်းဘာလုပ်ထားမှာတကားဖွင့်ထားမှာ တမိတတိလဲတဲ့အချိန်မှန်မှန်သိတဲ့အချိန်အချိန်မွေးပြန်လာခဲ့အဲ့ဒါတကားဖွင့်တာအခုကနင့်အမွေပြတ်လဲပြောလဲပြောလိုက်ရောဘာဖြစ်သွားအိမ်မပြန်ရဲတော့မပြန်ရဲတာလဲသိရောတခါတည်းငါဘာသာတဲ့ဝင်းအတင်းအတင်းဝင်ခိုင်းတဲ့သာသမီမရသေးဘူးနော်ဝင်ခိုင်းတယ်တကယ်လို့မိဘကလိုက်လိုက်ရော်ရော်လေးရှိတဲ့အပျော်ဆွဲပြန်ဆွဲမှဆိုတော့မအတင်းချက်မခိုင်းဘူးကိုကွယ်ပါနင့်ဘာသာနဲ့အဲ့ကလေးတယောက်ရရင်တော့အပျော်ဆွဲပြောပြီနင်ငါဘာသာတဲ့ဝင်း ဲမဝင်ချင်ဘူးငါငါဘာသာကိုးကွယ်မယ်အေးနေဘာသာနေကိုးကွယ်လို့ရှိရင်နေငါမရည်ကြီးမဖြစ်နိုင်ဘူးဒုဘာသာမှာကဒုဘာသာဝင်မှမရည်ကြီးသူများဘာသာဝင်ဆိုမရည်ငယ်အဲ့တော့မရည်ငယ်ဖြစ်တော့ဘာဖြစ်လဲဆိုနေပင်နေဘတော်မှာငါမရှိတယ်ပဲအမွေမရဘူးနေသားတွေလည်းအမွေမရဘူးနေသမီးတွေလည်းအဲ့တော့အမွေမဲ့တဲ့ကလေးမှဆိုဘာဖြစ်တော့မှာပါသွားပြန်အောင်တကယ်လို့အဲ့ဒါလောက်နဲ့တောင်းခံနိုင်နေဆိုရင်နောက်တစ်ဆင့်ဘာလုပ်လဲဆိုရိုက်တယ်ရိုက်တာလေးတွေပြောပြအောင်မနော် ခွနကလေးမလေးပါသွားတယ်ပါသွားပြီးတော့သူ့ဘာသာမကိုကိုွယ်ရတော့ဘူးနောက်ပိုင်းဘုရားဘာသာကိုကိုွယ်လို့မရတော့ဘူးသူ့ဘာသာတဲ့ကိုမရောက်မဖြစ်နီလန်းနဲ့ရောက်တဲ့လောက်နီပါဖြစ်သွားပြီဒါမှလည်းတနေ့ကလေးမလေးကျမ်းမာကြီးမကောင်းတော့သွားပြီးတော့ဗေဒင်မေးတယ်မျက်နှာတစ်ခုလုံးကပါတယ်ဗမာလေးဘုရားဘာသာပဲထင်တော့ဗေဒင်ဆရာကတကိုးကြီးဖျားမှာအုံညွန့်လူလိုက်တယ်ယောက်ျားကြောက်တော့တကိုးကြီးဖျားမသွားရဲဘူးမသွားရဲတော့ဘာလုပ်လဲသူ့ဆက်ချုပ်တဲ့ခုံလေးပေါ်မှာ လစ်ပေါ်ပလင်းလေးတဲ့ကိုအုံညုံလေးဆိုင်ပြီးတော့ရီမှန်းပြီးတော့ပူဇော်လိုက်တယ်။ရောင်းမကတွေ့သွားရောနင်မိမဒီလိုလုပ်နေတယ်ပြောတယ်ပြောစိတ်ဆိုးမိုးဆိုးနဲ့အိမ်ပြန်လာပြီးတော့နင်ဟုတ်လားဆိုပြီးတော့ရိုက်တယ်။ဘလောက်တောင်ရိုက်လဲတော့မသိဘူးခလေးမငဲသန်းပေါအောင်អော်တာ။အော်တော့ဘေးနေទីကုန်မယ်ဆိုတော့အိမ်တကလုံအောင်ပိတ်ပါဇက်ထဲကိုအဝတ်တွေထိုးထည့်လိုက်။အတန်ထွက်သေးလား။မထွက်တော့ဒါကဒီအဖြစ်ပြပြောတာနော်။တခြားအဖြစ်ပြတွေမှာတော့ तू ကပါဇက်ကိုအဝတ်စီးပြီးရိုက်တာ။ ဘယ်နှစ်ယောက်ရိုက်တယ်တအိမ်လုံးရိုက်တယ်ဘယ်နှစ်ယောက်ရိုက်လဲခုနှစ်ယောက်ရိုက်တယ်သူကမှတ်ထားနော်ဘယ်နှစ်ယောက်ရိုက်တာ တအိမ်လုံးဘယ်နှစ်ယောက်ရိုက်လဲခုနှစ်ယောက်ရိုက်တယ်မြင်ရင်တုံးနေအောင်မောမကြည့်ရဲအောင်ကြောက်လောက်အောင်ကိုရိုက်တယ်အတန်လည်းမထောက်ဘူးလေတအိမ်လုံးကလည်းညီးတယ်မအေးကဝင်လာရိုက်သွားယောက်ျားကဝင်လာရိုက်သွားဖေးကဝင်လာရိုက်သွားနှမကဝင်လာရိုက်သွားကျန်တော့အသားတွေလည်းကြေပြီးချိန်ဆက်ပြီးတော့အထီးကိုမခံနိုင်တော့ဘူးအဲ့ဒါဆေးလိမ့်မေးမှမထင်နဲ့မလိမ့်မေးဘူး ခုနှစ်ရက်လုံးလုံးဆက်ရိုက်တာကြာတော့တယောက်ဝင်လာပြီဆိုတော့တုံးနေပြီရိုက်ခံတော့မယ်ဆိုပြီးတော့အဲ့ဒီလိုဖြစ်တဲ့ချိန်နေငါ့ဘာသားနဲ့မဝင်ဘူးလဲဆိုတခွန်းနဲ့နဲ့ပါသွားအောင်ကြောက်ပြီးတော့ကိုကိုရတာဒါတို့ရဲ့နှီးပေါ့လွယ်လွယ်ကူကူပါသွားရင်တော့လေတို့ကဝင်သွားရင်တော့လေမရိုက်ပါဘူးကိုဘာသားနဲ့ကိုကြီးညိုနေတော့လေမဝင်ချင်းဘူးမဝင်ချင်းအဲ့လိုဆော်ခံတာခုနကမိကလေးကျတော့ဗဇက်ထဲမှာအဝတ်တွေထိုးထည့်ပြီးရိုက်တာအပေါ်ကစီးတာဆိုရင်ကိစ္စမရှိဘူးအဝတ်ပါထိုးထည့်လိုက်တော့ကလေးမအသက်ရှင်ပါကြံ့အောင်ရိုက်တယ်လေအသားတွေကျေးနေပြီ အတန်နဲ့ထွက်လို့မရဘူးနောက်ဆုံး level ညစ်တက်တယ်အဲ့ဒါ၄ယောက်တယောက်နော်မဲကလေးကတယောက်တည်းဟိုက၄ယောက်ဖအေးရမအေးရယောက်ျားရနှမရသေးသွားအောင်သေးလဲသေးရောဟိုမှာမိဘဖြစ်သူဆိုအเจ้าမချလို့တော့မရဘူးမအေးလှမ်းအเจ้าကြတယ်ကျမကြီးမကောင်းလို့သေးသွားတယ်မအေးရတွက်ကြည့်တယ်ငါသမီးတွေ့ရတာရောတေးတာလို့မဖြစ်နိုင်ဘူးအဲ့ဒါနဲ့မအေးရတောင်းဆိုတယ်ငါသမီးရနင်တို့ဘာသာတဲ့ကိုအပြည့်ဝင်နေတာ